2025-2026ပညာသင်နှစ်အတွက်ကချင်ပြည်နယ်အခြေခံပညာကျောင်းသားအကစားပွဲတော်ဖွင့်ပွဲနယ်ဘောလုံးပြိုင်ပွဲစုချီမြင့်ပွဲကိုစက်တင်ဘာလ29ရက်နေ့မှာမြစ်တနာမြို့ပြည်နယ်အကစားခွင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နှင့်ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ ပြည်내ဥပဒေချုပ်အစိုးရအဖွဲ့အတွင်းမှအကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများဆရာဆရာမများနှင့်ပြည်내အတွင်းရှိအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည် ဖွင့်ပွဲမှာပြည်내ဝင်ကြီးချုပ်ဦးခက်ထိန်နှံကအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ဥတီချက်လေးရပ်ကိုအပြည့်အဝအထောက်အကူပြုစေရန်ကျောင်းသားလူငယ်တွေရဲ့ကိုရောစိတ်ပါစမ်းမကြံခိုင်တန်ဆွမ်းစေဖို့ဗလ၅တန်းနဲ့ပြည့်စုံစေဖို့ရန်ရည်ရွယ်ချက်ဖြင့်ပွဲတော်ကိုကျင်းပရခြင်းဖြစ်ကြောင်းကချင်ပြည်နယ်ကိုစားပြုထူးထွန်အားကစားသမားများပေါ်ထွန်းလာစေရန်နဲ့အာဆီယံစကူဂိမ်းအပါအဝင်နိုင်ငံတကာအဆင့်ပြိုင်ပွဲများမှာဝင်ရောက်ရှင်ပြိုင်နိုင်ရန်ကြိုးစားကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည် ဖွင့်ပွဲပြီးမှအာကစားသစ္စာအဋိဋ္ဌံလေးချက်ယူဆခြင်းအာကစားအဖွဲ့များရဲ့အလေးပြုခြင်းအစီအစဉ်များ အခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူများရဲ့ဖြော်ဖြေးရေးအစီအစဉ်များဆောင်ရွက်ပြီးနောက် မြစ်တနာဘောလုံးအတင်းနဲ့ဝိုင်းမော်ဘောလုံးအတင်းတို့ရဲ့ဘောလူပွဲရှင်ပြိုင်ကစားခြင်းကိုပြည်내ဝင်ကြီးချုပ်နဲ့ကြွားရောက်လာသူတို့ကကြီးစုအားပေးခဲ့ကြပါတယ်။စုချင်းမြင်ပွဲမှာပြိုင်ပွဲတခြားအကောင်းဆုံးကစားသမားစုနဲ့အနိုင်ရအတင်းဖြစ်တဲ့ဝိုင်းမော်ဘောလုံးအတင်းအားပြည်내ဝင်ကြီးချုပ်နဲ့တာဝန်ရှိသူများကတဦးချင်းလဲဆွဲစုတစိမ့်ဂုံပြူစုတစိမ့်ဂုံပြူချင်းမြင်ငွေများနဲ့တကွန်ဆိုင်ဒိုင်းစုများကိုအတီးတီးချီးမြှင့်ခဲ့ကြပါတယ်။ ယခုနှစ်မှာကချင်ပြည်နယ်အခြေခံပညာကျောင်းသားအောက်စားပွဲတော်ကိုဘောလုံးဗောလီဘောဘတ်စကတ်ဘောကျက်တောင်ပိုက်ကြောချင်းပြေးကုန်ပြင်းနဲ့စပွဲတင်တန်းနဲ့စားတဲ့အောက်စားခုနှစ်မျိုးဖြင့်စက်တင်ဘာလ18ရက်နေ့မှာစတင်ကျင်းပခဲ့ပြီးစက်တင်ဘာလ24ရက်နေ့မှာဘတ်စကတ်ဘောဗောလီဘော ပိုက်ကြောချင်းအောက်စားနေရောမှာအတော်ဆုံးကစားသမား12ဦးကို ASEAN School Game အတွင်းနေပြည်တော်လူရေးချယ်ပွဲသို့တွားရောက်ရှင်ပြိုင်ကြစေလို့ကြောင်းသိရပါတယ် ပြီးခဲ့တဲ့2023 2024ပညာသင်နှင်းနေပြည်တော်မှာကျင်းပတဲ့အခြေခံပညာကျောင်းသားအကစားပွဲတော်မှာကချင်ပြည်နယ်အနေဖြင့်ပြေးခုံပြင်းနိုင်ရွှေသုံးစု၊ငွေသုံးစု၊ကြေသုံးစုနဲ့အမျိုးသားဗိုလ်လီဘောပြိုင်ပွဲနိုင်ငွေတစိမ့်စုများရရှိခဲ့တယ်လို့လည်းသိရပါဗျ။